တခုသောဘဝတုန်းကဥရှင်တို့ဘုရားလောင်းကြီးကနေကြောတာဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်။နောက်ပါအကောင်900လောက်ရှိရှင်တေဝရဲ့အလောင်းကလည်းပဲတာခဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်။နောက်ပါအကောင်900လောက်ရှိဗာရဏသီပြည်ကိုအစိုးရတဲ့ပြမတ်မင်းကသမင်စားအင်မတန်ကျူးတယ်။ဒါကြောင့်ရွာသားတွေကိုခေါ်ခေါ်ပြီးတော့အမြဲတမ်းတောလှယ်။ရွာသားတွေကအလုတ်ပြက်တော့စိတ်ပြက်ပြီးတော့တိုင်မင်စည်းဝေးပြီးတော့သမင်အုပ်စုကြီးကိုဘရင် ဥယျင်နဲ့ရအောင်ခြောက်ပြီးတွင်းတယ်ပြီးတော့ဘေးကနေပြီးတော့စီယိုးတွေကာထားလိုက်တယ်ရှင်မင်းနေရတနေ့တကောင်ပြတ်တက်ပြီးတော့စားပါအပ်ထားခဲ့တာအဲ့ဒီမှာဘယင်ကြီးကတနေ့တကောင်မြားနဲ့ပြတ်တက်ပြီးတော့စားအဲ့ဒီလိုမြားနဲ့ပြတ်တော့သမင်တွေကကြောက်တော့တူးကြခွေကြခြေထောက်ကြီးကျိုးကြမျက်လုံးတွေကန်းကြအဲ့ဒီတော့သမင်ကောင်းဆောင်တို့ကတိုင်ပင်နဲ့စီဝေးတယ် သင်ရဲ့အုပ်စုကတကောင်တရက်တစ်လက်ငါအုပ်စုကတကောင်တရက်တစ်လက်အလှဲကြသေပေးကြကြီးအသက်ခံကြကြီးသူတို့နှစ်ကောင်ကတော့ရွှေရောင်အစင်းရှိလို့မို့ဘရင်ကြီးကဘေးမဲ့ပေးတာဥပတိတံပတ္တိအကျိုးကျေးဇူးကြီးတယ်နော်ရုပ်လှတယ်ဆိုတာအဲ့ဒါလိုအကျိုးကျေးဇူးရှိတယ်ဟုတ်လားဒီကကြီးမိုက်မြရွှေသမင်ရွှေအရောင်မို့လို့ဗါတဲ့တော့အသက်မခံရဘူး ကြောင့်ဖြစ်လေရဘဝရုပ်လှအောင်မေတ္တာနာနာပွားကြနော်ဒီကိစ္စမိုင်းမြအေးထားပါတော့အဲ့ဒီလိုဒိုင်မင်စီဝေးတော့တကောင်တရက်တကောင်အသေးခံတနေ့တော့တမင်မာလေးတကောင်ကမျိုးကြီးနဲ့အဲ့ဒါနဲ့တာခတမင်မင်းရဲ့အုပ်စုကဆိုတော့တာခစီကိုသွားပြီးတော့သူကတောင်းမှန်တယ်သူ့ကိုဒီသားကလေးဖွာပြီးဒီအထိစောင့်မှာသားလေးဖွာပြီးမှအသေးခံမရရှိဒီချိန်မှသိမယ်ဆိုရင်တော့သူ့သားလေးအချင်းကြီးတည်လိမ့်မယ် မိခင်မြစ်တံဒီတော့တာခသမင်ကတကောင်သင်ရမဲ့လှဲ့ကို တခြားတကောင်ကိုပြောင်းမပေးနိုင်ဘူးသင်မဲ့သေးအဲ့ဒီလိုပြောတော့ဒီသမင်ကကြမ်းထမ်းလိုက်တာနေကြောဒတိသွားပြီးတော့အကူကြီးတောင်းမယ်ဆိုဖះလောင်းတိရောက်လာဒီတော့ဖះလောင်းကဒီသမင်သင်ရမဲ့အရေးကိုဒီပြင်သမင်သင်ရမယ်ဆိုရင်တော့မဖြစ်သင့်ဘူးအဲ့ဒီတော့ငါပဲအသေးခံမယ် တမင်ပါလေးနဲ့အထဲတဲကတမင်လေးရဲ့အသက်ကိုဘုရားလောင်းကကင်တာအဲ့ဒါရှင်းနေတုံမို့သွားပြီးတော့လဲရှင်းနေတော့ဘယင်ကြီးကဟဲ့တင့်ကိုဘေးမဲ့ပေးထားတယ်မဟုတ်လားအဲ့ဒီမှာတမင်ပါလေးအတွက် သူအသက်ဆွန့်တဲ့အကြောင်းပြောပြတော့ဘယင်ကြီးကအံ့ဩတယ်လူတွေထဲမှာတောင်ဒီလောက်မြင့်မြတ်တဲ့စိတ်ရှိတဲ့လူ तू မတွေ့ဘူးပါဘူးအဲ့ဒါနဲ့တမင်နေအကုန်လုံးကိုဘေးမဲ့ပေ တတဝါတူတယောက်မြင့်မြတ်တဲ့စိတ်ထားပြလိုက်တာဘလောက်အကျိုးကြီးသွားလဲအဲ့ဒါတွေရလိမ့်မယ်လို့တော့မျှော်လင့်တာမဟုတ်ဘူးနော်အေးအဲ့ဒါနောက်တော့တိရစ္ဆာန်တွေအကုန်လုံးကိုပါဘေးမဲ့ပေးတာဒါဥစဉ်ကဇတ်တော်ကိုအချင်းချုပ်ပြီးတော့ပြောတာအဲ့ဒါအဲ့ဒီသမင်မာလေးကလွတ်သွားတော့သမင်ကလေးဖွာလာတော့ရွှေရောင်သမင်ကလေးလှလိုက်တာ သူ့သားကလေးပြေးနိုင်လွှားနိုင်တော့အဲ့ဒီသမင်မာကဆုံးမတယ်သူ့သားလေးကိုနေရောဓမေဝံတေဝေယ နေရောဓာမိဝနေရောဓာကိုသာလင်တေဝေယမိဝေရှိကပံလောတာခန္တာခကိုနဥပတံဝတိမမိဝေမရှိကလေလင်ငါသာနေရောဓာနဲ့ပေါင်းတာခနဲ့မပေါင်းနဲ့နေရောဓာသမိန်နေရောဓာရဲ့အဓမ္မမတန်သေးရခြင်းသည်တေယောမျက်လှပေ၏တာခသမိန်တာခရဲ့ဓမ္မဇီဝိတအသက်ရှင်၍နေရခြင်းသည်နတေယောမမျက်တည်သာတည်း တာခတိမှာရှင်သင်ရတာထက်ဏိရောဓတိမှာသိလဲရတာကမြတ်တယ်ပြောတဲ့စကားလေးမပိုင်ဘူးလားပညာရှိသူတော်ကောင်းနဲ့ပေါင်းရတာကောင်းတယ်လို့ပြောတာလူမိုက်စီမှာအခွင့်အရေးတွေရပြီးတော့အသက်ရှင်နေရတာထက်ပညာရှိသူတော်ကောင်းဒီမှာသိရတာကမြတ်တယ်လို့ပြောတာအဲ့ဒါဏိရောဓဇက်ပဲဗျနော် အဲ့ဒီဘဝတုန်းကလည်းဒီသားအမိငါကြောင့်ချမ်းသာဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာ चित्त တို့ဒီဘိက္ခုနီမသားကို အာမကိုပဲနဲ့သူကိုယ်သူအာကိုပြီးတော့ကောင်းတဲ့ကောင်းအောင်မြင့်မြတ်တဲ့မြင့်မြတ်အောင်ဆုံးမလိုက်လို့တခက်အာကိုရအရှိကိုရပြီချစ်ချင်းဆိုတဲ့ရိုင်းဆိုင်မှုကိုဖြတ်နိုင်လို့ခုအာကိုရကိုရပြီအဲ့ဒီမှာမြတ်စွာဘုရားကစောစောကအဲ တဂါကြီးတဂမကြီးများကိုဥစဉ်တို့ရှင်းပြခဲ့တဲ့ဂါထာကိုဟောတာအတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသူတံဒိနာနာထံလဘတိဒုံလဘံအတ္တာဟိမိမိသီသာနှင့်အတ္တနောမိမိနာထောအာကိုရပါပေတိပရောမိမိမတဘာချသောကောဘေမည်သောပုဂ္ဂိုလ်သည်နာထောအာကိုရသည်ကောတိယဖြစ်နိုင်မာအနိ အတနာဤမိမိဒီသာလင်သူတံတိနာကောင်းစွာယဉ်ကျေးအောင်ဆုံးမလေသည်ဖြင့်ဒုံလပံရနိုင်ကေသောနာထအာကိုရာရှစ်မှန်တရားကိုလပတိရနိုင်ပြီဤတိဤသို့ဘဂဝါဘုံတော်၆ပါးသခင်ဖျားရှင်ကိုတော်မြတ်သည်ဤမံဂါထဤတရားဒေသနာဂါထတော်မြတ်ကို အဝဇာမေတ္တာကရုဏာရှိထား၍ဟောကြားတော်မူခဲ့ပါပြီသည်တကားကိုသည်သာလင်ကိုရဲ့အာကိုရာတခြားသောသူသည်ကိုအတွက်အာကိုရာ မဖြစ်နိုင်ဘူးမိမိကိုယ်ကိုဆုံးမမမြင့်မြတ်စင်ကြယ်လာပြီကောင်းတာတွေဖြစ်လာပြီ ထ်ပူပီောနာလ်အောင်ပြောရရင်ဒါနမှုသီလမှုဘာဝနာမှုဆိုတဲမြင့်မြတ်မှုတွဖြစ်လာပြီဆိုရင်အာကိုရအရှိအမှန်ကိုရပါပြီ